ဒီ business တစ်ခုအနေနဲ့ပေးလာတဲ့ font ကအဲ့လိုမျိုးအတုံးအတက်တွေဒီဘယ်လိုပြောမလဲ website design နဲ့ကိုက်ညီမှုမရှိရဲ့ font မျိုးစားဆိုလို့သုံးလို့အဆင်မပြေနိုင်ဘူးဘလို့အဆင်မပြေဘူးလဲဆိုတော့ပါးစပ်နဲ့တော့မပြောနိုင်အဲ့ဒီ true font ကိုတကယ်သုံးရပြီးတော့အဲ့ website ကိုပြလိုက်အဲ့မှာ website မှာအဲ့စာဖတ်လို့အဆင်ပြေလား true screenshot လေးနဲ့ပြလိုက်ပြလိုက်တဲ့အခါကျရင်တို့လည်းလက်ခံပါမယ်အဲ့ဆောင်လို့ရှိရင်ဖတ်လိုက်ဆိုလို့ရှိရင်အဲ့ဒီ logo နဲ့ကိုက်ညီမှုရှိရဲ့ဟို sensor font ကိုရွေးပေးလိုက်ပေါ့နော် ၄တောင်တဏ္ဍရှိတ်တွေရှိရဲခါဘီတဏ္ဍရှိတ်တွေရှိရဲစာကဲတဏ္ဍရှိတ်တွေရှိရဲဥပမာ trig and lumio shape တွေရှိရဲဒါမှမဟုတ်လို့ရှိရင်လဲ geometry ပေါ့နော် geometry shape တွေရှိရဲ့ စကဲစကဲပုံစံလေးပေါ့နော်ဥမာအဝိုင်းလေးတွေဥမာ Google လို့ဘူးအဲ့လိုမျိုးဝိုင်းဆက်နေရဲဝိုင်းဆက်နေရဲဆိုတာတဲ့အဲ့ဒီ cycle ရှိနေ related ဖြစ်တဲ့ဟာမျိုးဆိုလို့ရှိရင်တော့အဲဘယ်လိုပြောရမလဲ popping လို့ခေါ်ပေါ့မျိုးကအခိုင်အမာရှိရပေါ့နော် popping ဆိုလို့ရှိရင်ဝိုင်းဝိုင်းလေးပြီးလို့ရှိရင်ဖောင်းဖောင်းလေးအဲ့လိုပုံစံမျိုးပေါ့ ချင်းချင်းပြီးတော့ပေးပေါ်ရွေးတဲ့ခါကျရင် subscribe fault တော့ဟုတ်ပါပြီ subscribe fault နိုင်ရင်ဒီ logo နဲ့ like ချက်မှာလည်းနိုင်ပါကျွန် logo ရဲ့ shape နဲ့ comparison လုပ်ပြီးတော့မှအဲ့ font ကိုပြန်ပြီးတော့မှရွေးချယ်လိုက်အခု logo ကတော့ဒီလို shape ရှိရဲအဲ့တော့ဒီ subscribe fault မှာဆိုလို့ဖြစ်ရင်တော့ဒီလို font နေနဲ့ကိုင်းညီမှုရှိရဲတစ်ခုတော့နှစ်ခုပေါ့နော်ကိုင်းညီမှုရှိရဲအဲ့တော့ကိုကဘယ်လိုမျိုးအကိုတို့ဘက်ကဒီ business network ဆိုရင်ဘယ်လိုမျိုးသုံးချင်လဲအမဆိုရင်အမတို့ဘက်က business network ဆိုရင်ဘယ်လိုမျိုးသုံးချင်လဲဆိုတော့အဲ့ဒါကို recommend ပေးဖို့အတွက်လိုအပ်တယ်